ဗုဒ္ဓဘာသာ၏အနတ်အဓိပ္ပာယ်ကို နားလည်သဘောပေါက်ပြီးလျင်တော့ဗုဒ္ဓဘာသာဝင်ဆိုသောဝဟာရ၏အနတ်အဓိပ္ပာယ်ကိုလည်းနားလည်ထားသင့်ပါတယ်။ဗုဒ္ဓဘာသာဝင်ဟူသောဝဟာရနှင့်ထပ်တူညီသောပိဋကစာပေအတော်နှုံးမှာဥပါတကဆိုသောဝဟာရပင်ဖြစ်ပါတယ်။ဥပါတက၏အဓိပ္ပာယ်မှာယတနာ၃ပါးကိုကိုးကွယ်စည်းကပ်သူဟုခေါ်ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင်တမိုင်းတွင် ပထမဦးဆုံးဥပါဒကများဖြစ်ကြတဲ့တပ်ပုဒ္ဒနှင့်ဗန်လင်က ကုံတဲ့ညီနောင်ကိုဗုဒ္ဓဘာသာဝင်တိုင်းသိကြမယ်လို့ထင်ပါတယ်။၎င်းတို့ညီနောင်နှစ်ဦးသည်ဗုဒ္ဓမြတ်စွာဘုရားကိုဖူးတွေ့စဉ်အခါကတန်ခါဟူ၍မရှိသေးသဖြင့်ဗုဒ္ဓနှင့် ဓမ္မကိုကိုးကွယ်ရာဟု၍စီကပ်ပါဤဟုလျှောက်ထားခဲ့ပြီးရဟနာနှစ်ပါးအပေါ်တရဏံကိုစောင့်တည်ခဲ့ကြပါတယ်။နောက်ပိုင်းတွင်ဘုရားရှင်၏တပည့်တော်ယဟန်တန်ခါများ ပေါ်ပေါက်လာခြင်းတွင်ဗုဒ္ဓဓမ္မတန်ခါဆိုသောရဟနာမြတ်သုံးပါးကို ကိုယ်ခွေရာဟု၍စိကပ်ပါဤဟု စိတ်တွင်တရဏဂုံစောက်တည်ပြီသူကိုဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုပါရယ်ဒီလောက်ဆိုရင် ဗုဒ္ဓဘာသာနဲ့ဗုဒ္ဓဘာသာဝင်ကိုသိချာနားလည်သဘောပေါက်လာပြီလို့ထင်ပါတယ်။ဆက်လက်ပြီးတော့တရဏဂုံအကြောင်းကိုဆွေးနွေးပါမရှင်။တရဏဂုံမှာလည်းနှစ်မျိုးရှိပါတယ်။လောကုတ္တရာတရဏဂုံနဲ့လောကီတရဏဂုံဟူ၍ထပ်မံခွဲခြားထားနိုင်ပါတယ်။ လောကုတ္တရာတရဏဂုံဆိုသည်မှာအရိယာပုဂ္ဂိုလ်သူတော်စင်များ၏ယရနာမျက်သုံးပါအပေါ်မမိတ်မတုံယုံကြည်ကိုးကွယ်ခြင်းပင် ဖြစ်ပါတယ်။လောကုတ္တရာတရဏဂုံတည်ပြီးသူသည်ဗုဒ္ဓဘာသာဝင်အဖြစ်မှမြည်သည့်အခါမှ မဆုံးရှုံးနိုင်တော့ပါ။လောကီတရဏဂုံတည်သူဆိုသည်မှာအခြားဘာသာဝင်အဖြစ်ခန့်ညှို့သွားလျင်ဖြစ်စေ။ဘဝတစ်ပါးသို့ကူးပြောင်းသွားလျင်ဖြစ်စေ။ ဗုဒ္ဓဘာသာဝင်အဖြစ်မှဆိုးရှုံးသွားနိုင်ပါတယ်။လောကီတရဏဂုံတည်သူများကိုလည်း၄မျိုးခွဲခြားထားပါတယ်။ယန္နာ၃ပါးကိုမိမိကိုယ်ကိုဆွန့်လွတ်လှူဒါန်းခြင်းဖြင့်စိကတ်သူယန္နာ၃ပါးသီးသာယုံကြည်အားကိုးခြင်းဖြင့်စိကတ်သူယန္နာ၃ပါး၏တပည့်အဖြစ်ခံယူခြင်းဖြင့်စိကတ်သူယန္နာ၃ပါးကိုဆွေမျိုးတော်ရည်တော်၎င်း ရည်တော်၎င်းလောကီအကျိုးစီးပွားအတွက်တော်၎င်းကူးကွယ်စီးကပ်ခြင်းမဟုတ်ဘဲလောက၌အမျက်ဆုံးဟုသဘောပိုက်ခါရိုသေမြနိုး၍ကူးကွယ်စီးကပ်သူများကို လောကီတရဏဂုံတည်သူများဟုခေါ်ပါသည်ဗုဒ္ဓဘုရားရှင်ဟောကြားသောတရားအစုံအမဒေသနာတော်တို့နှင့်အညီလိုက်နာကျင့်သုံးခြင်းမရှိသေးတော်လဲရေနာမြတ်သုံးပါးကိုလောကတွင်အမျက်ဆုံးကိုးကွယ်ရာဟု